ေးစားတဲ့မိဘပြည်သူများနဲ့ပြည်ရင်းပြည်ပမှာရှိနေကြတဲ့ကျွန်တော်တို့ရဲ့တိုင်းသားညီကိုမောင်နှမအားလုံးဒီနေ့ဒီရက်ကစလို့စိတ်ချမ်းသာကိုကြားမှာရှိပါစေလို့ကျွန်တော်ဆုမကောင်တောင်းပါတယ်ဗျအခုလာမယ့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲကြီးမှာကျွန်တော်တို့ပါတီရဲ့ဆောင်ပုဒ်ကပိုမိုခိုင်မာပြည်မြမာလို့သတ်မှတ်ထားပါတယ်ဒါအချိန်ဆက်နေနဲ့ကျွန်တော်2020ခုနှစ်က ျွန်တော်ပါတီရဲ့ဆောင်ဘုတ်ကပုံပုံတောက်ပါတော့အနာဂတ်စီတို့ brighter future မြန်မာလို့ခေါ်ပါတယ်အဲ့ဒီကနေတဆင့်တက်ပြီးတော့အခုခါမှာပုံမခိုင်မာတဲ့နိုင်ငံတော်ကြီးတိဆောက်နိုင်ဖို့အတွက်ကျွန်တော်တို့ပါတီဝင်တွေကကြိုးပမ်းဆောင်ရွက်သွားမယ်အထိပယ်ကိုရည်ညွှန်းတဲ့အနေနဲ့ကျွန်တော်တို့ဒီဆောင်ဘုတ်ကိုအသုံးပြုရတာဖြစ်ပါတယ်နောက်ကျွန်တော်တို့ပါတီရဲ့ media campaign အနေနဲ့ပုံမခိုင်မာပြည်မြန်မာပဲဖြစ်ဖြစ် strong မြန်မာပဲဖြစ်ဖြစ် hashtag ကို တွက်ဖက်အသုံးပြုခြင်းအပြင်ကျွန်တော်ပါတီကိုဝိုင်းရံပေးကြပါပံ့ပိုးပေးကြပါလို့ကျွန်တော်ပန်ကြားလိုပါတယ်အဲ့တော့ကျွန်တော်တို့ပါတီကိုထောက်ခံဝိုင်းရံပေးကြမယ်ပြည်တွင်းပြည်ပမှာရှိတဲ့တိုင်းအတိုင်းကိုမောင်းတို့များအားလုံးလားအသေးကြကမဲတပြားကိုအုံနောက်နဲ့ဆုံးဖြတ်ပြီးတော့ကျွန်တော်ပါတီကိုထောက်ခံမယ်ပေးကြပါလို့ကျွန်တော်ဒီနေ့ကနေအလေးနဲ့မြစ်တရခံပန်ကြားလိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ